Hello ဒီနေ့ကတော့ငါးပေါင်းလေးပန်းစားမှာပေါ့နော်ငါးပေါင်းပေါင်းဆိုတော့ကျွန်မပထမဆုံးရေးစေးတန့်စင်လာရင်ငါ့ကိုအမြန်လေးလေးလုပ်ပြီးတော့စက်တာဖို့ရဲ့စားလေးနည်းနည်းရဲကျွန်မနေလိုက်တယ်ပေါ့နော်ငါးလေးကိုငါးလေးကိုနေပြီးဖတ်ကြောင်းစေးကျွန်တော်ကငါးရဲ့ပိုက်ခဲကိုပေါ့နော်ကျွန်မဂျင်းထည့်တယ်ဂျင်းရိုက်ထားတာထည့်တယ်နန်းနန်းပင်လေးထည့်တော့ပေါ့နော်နန်းနန်းပင်အမြင့်ပေါ့နော် ပြီးလို့ရှိရင်ကျမစပလင်ထောင်းမှာလေးကိုထူထားလေးကိုကျမထည့်လိုက်တပေါ့နော်သူရဲ့ byte ကိုငါးလေးကမွေးသွားအောင်ပေါ့နော်ပြီးခါကျရင်ကျမချင်းရင်ဆက်မယ်ချင်းဆက်တဲ့အချိန်မှာကျမရင်မွေးဦးတည်ထားပေါ့နော်ချင်းဆက်တဲ့ခါကျရင်ကျမတက်သူကြီးမြို့ဒီဇိုင်းရဲ့နန်းနန်းပင်ကြီးရဲ့ကျမထည့်တယ်ပြီးခါကျောင်းစင်နမ်ရကြီးနှစ်ဆုံးထည့်တယ်ပေါ့နော်နမ်ရကြီးနည်းနည်းထည့်တယ်ပြီးရင်ကြက်သားမှုထည့်တယ်တခြားနည်းနည်းထည့်တယ်ပေါ့နော်ပြီးခါကျရင်တမ်ရကြီးညထည့်တယ်တမ်ရကြီးကျမရင်မွေးလေးနည်းနည်းထည့်ပါပေါ့နော် ဒီဒီတင်းမှာဟင်းချုံမိုးကြိုင်လေးထည့်လို့ရတာပေါ့နော်အဲကျွန်မကြိတ်လိုက်တဲ့ပြီးတဲ့ခါကျကြိတ်ပြီးတကယ်လို့ကြိတ်စက်မရှိရင်လည်းထောင်းလည်းရတာပေါ့နော်ဒီချိန်မှာရင်းနှီးကဆူနေပြီးရင်းနှီးစီတဲ့ခါကျကျွန်တော်ကပေါင်းလေကံလေးထည့်ပြီးတော့ငါ့ကိုပကံလေးထည့်ကျွန်မပေါင်းလိုက်တဲ့ပုံတော့စုစုပေါင်းမနစ်20လောက်စီရပေါ့နော်ဒီမှာပေါင်းလိုက်ပေါင်းမိရခါကျရရဲ့ငါးလေးရလေးရတော့မယ်ရသွားပြီပေါ့နော်ရသွားတဲ့ခါကျတော့ကျွန်တော်အဲ့ဒီအရေးလေးတုံထောက်လိုက်တယ် ဗားရေရေးပြီးတုံးကကျွန်မခုနဆော့စ်လေးကိုကျွန်မဖြူပြီးတော့နောက်ထပ်5မိနစ်စင်မိနစ်လောက်ကျွန်မထပ်ပြီးတော့ပန်းလိုက်ရပေါ့နော်အရသာလေးစိတ်ဝင်အောင်ပန်းပြီးခါကြောင်စင်ဒေခုစုစစ်ကျွန်မနားလေးရရပြီးပေါ့နော်တမယာတီးကြီးနဲ့ဒီရန်ကိုစကပ်နဲ့နားလေးရပါပြီရှင်အပေါ်ကနေအရေးလေးဖြူထားလိုက်